တပ်ပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေးမယ်ဖိုးဝါလေးလာပါပြီအားလုံးပဲမင်္ဂလာပါဖိုးဝါရုပ် channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြမယ့် hero လေးကတော့ mobile legend player တွေတော်တော်များများရဲ့အသေးစွဲဖြစ်တဲ့ချောင်းမဲဖြစ်ပါတယ်ဇလန်းလေးကိုပြောမပြခင်မှာကျွန်တော်ကဒီလိုဗီဒီယိုလေးတွေကိုဖုန်းလေးတစ်လုံးနဲ့ပြုလုပ်နေရတာဖြစ်တဲ့အတွက်ဗီဒီယိုကောင်းတစ်ပုဒ်ရဖို့ဆိုတာတော်တော်အချိန်ယူရပါတယ် ကဲအဲ့တော့ကဖိုးဝါရုပ်ကိုအားပေးခြင်းနဲ့ဆိုရင်တော့ဒီဗီဒီယိုလေးကို VPN လေးခံပြီးတော့အစာဆုံးကြည့်ရှုပေးဖို့တောင်းဆိုပါရခင်ဗျာအားလုံးပဲစင်သိပ်ဖြစ်ပြီဆိုရင်တော့စလိုက်ရအောင်ချောင်းကတော့ Mobile Legends ထဲမှာ Fighter မျိုးစား Hero တယောက်ဖြစ်ပြီး Battle Point 2400ဓာတ်မမုံရင်စိန်496လုံးနဲ့ဝယ်ယူရရှိနိုင်ပါတယ်သူ့ရဲ့ Damage Type ဟာဆိုရင်တော့ Physical ဖြစ်ပြီးသူ့ရဲ့လက်နက်ကတော့နံချက်ကူဖြစ်ပါတယ်ချောင်းရဲ့လက်နက်ကနံချက်ကူဖြစ်ပေမဲ့သူဟာနံချက်ကူကိုခါချထိုးပြီးတော့ လက်သီးထိုးချက်များအခြေခံချက်များကိုသာများစွာအသုံးပြုတာကိုတွေ့ရပါတယ်။ချောင်းရဲ့နာမည်ပြောင်းကကွန်ဖူပွိုင်းဖြစ်ပြီးတော့သူ့ကိုဩဂတ်12ရက်နေ့လီယိုရာသီကွင်းမှာမွေးဖွားခဲ့ပါတယ်။ချောင်းကိုလန်ဟော့တောင်းရဲ့အချမ်းသာဆုံးမြို့ကြီးတွေကတမျိုးဖြစ်တဲ့အရိုတီရှိုမြို့ရဲ့အစွန်ဖျားမှာရှိတဲ့တခြားဒေသကပြောင်းရွှေ့လာတဲ့လူတွေတဲထိုးနေကြတဲ့ဘတ်တော်နယ်ရီဆိုတဲ့စင်ရသားရက်ကွက်မှာချောင်းကိုမွေးဖွားခဲ့ပါတယ်။ချောင်းဟာစင်ရသားရက်ကွက်မှာမွေးဖွားခဲ့ပေမဲ့ငယ်စဉ်ကတည်းက စိတ်သဘောထားကောင်းပြီးလူတွေပေါ်မှာကူညီတတ်ပါတယ်။ချောင်းဟာသူနေထိုင်တဲ့စည်ရင်သားရက်ွက်ကလေးထဲမှာထင်းခွဲရေခက်အစားရှိတဲ့ကျုံရကြပန်းတနေ့လုံးတနေ့စားဘဝဖြင့်နေထိုင်ရင်းအကူအညီလိုတဲ့လူမသမျှကို ကူညီလျက်ရှိပါတယ်။ဒီနေ့မှာတော့သူနေထိုင်တဲ့အရိုတေရှင်မြို့ကို အဘေးစ်လို့ခေါ်တဲ့အသူရချောင်းနဲ့ကနဆိုးတွေကကျူးကျော်တိုက်ခိုက်ပါတော့တယ်။အဲဒီခါမှာအရိုတရှိုမျိုးကချမ်းသာတဲ့မျိုးကြီးတစ်မျိုးဖြစ်တာကြောင့်ဆက်ရုပ်တွေနဲ့ပြန်လည်ခုခံခဲ့တာပေါ့။အရိုတရှိုမျိုးရဲ့မျိုးစုံပြားမှာရှိတဲ့စည်ရင်သားတွေစုပြီးတော့နေတဲ့ချောင်းတို့နေထိုင်ရာအသွန်နေရီဆိုတဲ့ရက်ွက်ငယ်ကလေးကတော့အဘေးနဆိုးတွေရဲ့တိုက်ခိုက်မှုကြောင့်တရက်ကွက်လုံးပျက်စီးကုန်မှာတော့တယ်။ဒါကြောင့်ချောင်းဟာလည်းအဘေးနဆိုးတွေကိုထွက်ပြေးတိမ်းရှောင်ရင်တောအုပ်တစ်ခုကို ရောက်လာပါတော့တယ်။ ချောင်းဟာတောအုပ်ထဲမှာလမ်းလျှောက်လာရင်သူနဲ့မလက်မကမ်းပါဒဏ်ရာတွေပြင်းထန်စွာရပြီးထွက်ပြေးတိတ်ဆောက်နေတဲ့ဘုံတော်ကြီးတစ်ပါးကိုတွေ့ရှိလိုက်ရပါတယ်ထိုဘုံတော်ကြီးမှာအလွန်အသက်ကြီးနေပြီးသူဤခန္ဓာကိုယ်တဝိုက်မှလည်းဒဏ်ရာများစွာဖြင့်သွေးများစွာထွက်နေပါတယ်ထိုဘုံတော်ကြီးမှာဤနေရာတွင်တကားမှမတွေ့ဘူးသောထူးခြားဆန်းကျယ်သောဘုံတော်ကြီးတစ်ပါးဖြစ်ပြီးသူဤနောက်တွင်အဘိစ်နဆိုးဆယ်ယောက်ကထိုဘုံတော်ကြီးအားတပ်ဖြတ်ရန်ပြေးလွှားလိုက်လာပါတော့တယ်ဘုံမြင့်ကွင်းကိုမြင်တဲ့ချောင်းဟာနီးစပ်ရာ တကိုင်းချောင်းအားကောက်ပြီးတော့ထိုးပေါင်းတော်ကြီးအားကူညီရန်ဆုံးဖြတ်လိုက်ပါတယ်။ချောင်းတယောက်မကူညီရသေးခင်မှာပဲအဘိနဲ့ဆိုးဆယ်ရောက်ခတ်ဟာထိုးထူးခြားစားကြဲသောဖုံးတော်ကြီးအားဝန်းရံပိတ်ဆို့ပြီးတော့တိုက်ခိုက်ပါတော့တယ်။ထိုးထူးခြားစားကြဲသောဖုံးတော်ကြီးကဒဏ်ရာများစွာရရှိနေတော်လဲအလွန်တိုင်းပညာစွမ်းရည်မြင့်မားပြီးတော့တံပါဖြက်လက်လာသောတိုက်ကွက်များဖြင့်ထိုးနှဆိုးများအားတိတိမိမိတိုက်ခိုက်ခဲ့ရာနှဆိုးများအားလုံးသည်ခဏလေးအတွင်းမှာပဲတိုက်ဆုံသွားခဲ့ပါတော့တယ်။ တို့ရာကိုမြင်တဲ့ခြောက်ွားလဲအရက်အော်နေတာပေါ့ခြောက်တယောက်အော်နေတော့မှာပဲတို့ထူးခြားစမ်းချက်တော့ဖုံးတော်ကြီးခန္ဓာကိုယ်မှထိုးသွင်းနေရများကတွင်းများစွာပုံမှန်ထွက်လာပြီးဒီပင်မောတွင် လေးဘက်ထောက်ကတွင်းများစွာအာအမာတော့တယ်ထို့နောက်တွင်တော့ထူးခြားစမ်းချက်တော့ဖုံးတော်ကြီးကမြေကြီးပေါ်တွင်တုံးကလေးလဲ၍သတိလက်သွားပါတော့တယ်ဒီလိုနဲ့ပဲလူများကိုကူညီတတ်တဲ့ခြောက်ဟာတို့ဖုံးတော်ကြီးအားကယ်တင်လိုက်ပါတော့တယ် နှစ်ရက်ခန့်ကြာပြီးနောက်ထူးခြားစားစေသောဖုံးတော်ကြီးကသတိရလာပါတော့တယ်။သူ့ကိုချောင်းကကယ်ဆယ်ပေးခဲ့တာကိုသိရှိပြီးနောက်ချောင်းအားကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ထို့နောက်တွင်တော့ထိုဖုံးတော်ကြီးကထူးခြားတဲ့အချက်အချက်ကိုတတိထားမိသွားပါတယ်။ထိုချက်ကတော့ချောင်းဟာကွန်ဖူတိုင်းမြညာအားလေ့ကျင့်လျင်အလွန်ထူးခြားပြောင်မြောက်မဲ့ ခန္ဓာကိုယ်အယိုးစစ်ဖွဲ့စည်းပုံတည်ရှိနေခြင်းမှဖြစ်ပါတယ်။ထူးခြားစားကြသောဘုံတော်ကြီးကချောင်းနဲ့အတူဆက်လက်နေထိုင်ရင်းသူ၏တရားများအားကုသပါတယ်။ထူးခြားစားကြသောဘုံတော်ကြီးကချောင်းနဲ့အတူရန်နှင်းငယ်ကြားနေထိုင်ရင်းချောင်းကလူများကိုကူညီတတ်ပြီးမတရားမှုမှန်သမျှကိုလက်ပိုက်ကြည့်မနေတတ်တာကိုတွေ့ရှိသွားပါတယ်။ချောင်းဟာတိုင်းမြညာကိုလေ့ကျင့်ရန်အထူးသင့်တော်တဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ရုံသာမကအလွန်မုံမြတ်တဲ့စိတ်ထားကိုပါ ပိုင်ဆိုင်တာကြောင့် ထိုပေါင်းတော်ကြီးကအာရှရဲ့ရှေးဟောင်းကိုဖူတိုင်းမိညာအားချောင်းကိုအမွေပေးရန်ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီလိုနဲ့ပဲချောင်းဟာရှေးဟောင်းကိုဖူတိုင်းမိညာအားအထူးကျွမ်းကျေလာခဲ့ပါတယ်။ထူခြားစားနေသောဖုန်းတော်ကြီးကချောင်းဟာတရားမြတ်တမှုကိုဆောင်ယူပေးရန်မကောင်းတဲ့သူကိုပယ်ပြီးတော့ကောင်းတဲ့သူများအားကယ်တင်ရန်မှာကြပြီးနောက်ထူခြားစားနေစွာပဲ ပျောက်ကွယ်သွားပါတော့တယ်။သူဤဆရာမှာကြားခဲ့တဲ့အတိုင်းခြံဝါလည်းလူများအားသူတတ်ထားတော့တိုင်းပညာများဖြင့်ကူညီလျက်ရှိပါတယ်။ဒါပေမဲ့တနေ့မှာတော့ခြောင်းက Dragon Fist လို့ခေါ်တဲ့ငကားလက်သီးတိုင်းကျန်းခြံဝါသိရှိလိုက်ရပါတယ်။အဲ့ဒီတိုင်းကျန်းထဲမှာကိုယ့်ရဲ့ခန္ဓာကိုယ်ထဲကအတွင်းအားတွေကိုဖွင့်ထုတ်နိုင်မဲ့လိုအပ်ချက်တွေလည်းပါရှိပါတယ်။ဒီလိုနဲ့ပဲချောင်းဟာ Dragon Fist လို့ခေါ်တဲ့တိုင်းကျန်းကြီးကို ရှာဖွေဖို့အတွက်ခီးထွက်ခဲ့ပါတော့တယ်။သူခီးထွက်ရာခီးစဉ်တစ်ချောင်းမှာစိန်ခေါ်မှုတွေ၊ကြမ်းတမ်းမှုတွေ ရန်သူတွေပြည့်နှက်နေခဲ့ပေမဲ့ချောင်ဟာသူ့ရဲ့ဆုံးဖြတ်ချက်ကဘယ်တော့မှမရင်ရင်ခဲ့ပါဘူးချောင်ဟာနှစ်ပေါင်းများစွာဤတိုင်းချမ်းကြီးကိုလိုက်ရှာပြီးတဲ့နောက်မှာတော့လန်ဟော့တောင်ရဲ့လန်ဟော့တောင်ရဲ့ကေရီယာရီဗာလန်ရဲ့မြင့်မြတ်တဲ့ကျောင်းဆောင်ထဲမှာဖွဲ့ထားတာကို သိရှိလိုက်ရပါတယ်အဲ့ဒီနေရာကတော့ချစ်လုံတို့ချန်အားတို့ရဲ့ ဖခင်ဖြစ်တဲ့ငကားဘီရင်ကြီးတရှိရာ နေရာပဲဖြစ်ပါတယ်။အဲ့ဒီအကြောင်းတော်ကြီးစီကိုချောင်းတယောက်ခက်ခက်ခဲခဲနဲ့တွားရောက်ပြီးတော့ငကားဘီရင်ကြီးစီမှာအဲ့ဒီတိုင်းကျန်အားလေးချင်းဝင်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ငကားဘီရင်ကြီးကလည်းချောင်းရဲ့တတိရှိမှုစွမ်းရည်ရှိမှုတွေကိုသိရှိကျင်နာကြောက်စမ်းသပ်မှုချို့ပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့လည်းချောင်းကထိုဆက်ဆက်ချက်ပြားကိုအောင်မြင်စွာကြော်လွားဖြတ်ကျော်နိုင်ခဲ့ပါတယ်။ဒါကြောင့်ပဲငကားဘီရင်ကြီးကချောင်းကိုသူ့ရဲ့စကားအတိုင်း Dragon Face ဆိုတဲ့တိုင်းချမ်းကြီးအားချောင်းအားလေးချင်းစေခဲ့ပါတယ်။ ချောင်းဟာ Dragon Fist ဆိုတဲ့တိုင်းကြမ်းကြီးဟာအောင်မြင်စွာ လေ့ကျင့်သင်ယူပြီးတဲ့နောက်မှာတော့သူ့ရဲ့ခန္ဓာကိုယ်တွေကအတွင်းအားကိုအပြေးအဝထုတ်သုံးနိုင်ခဲ့ပြီးတော့ Dragon Fist နဂါးနာသီတိုင်းအားကျွမ်းကျင်စွာအသုံးပြုနိုင်သွားပါတော့တယ်။ချောင်းတရာ Dragon Fist တိုင်းကြမ်းကြီးဟာအောင်မြင်စွာလေ့ကျင့်သင်ယူပြီးတဲ့နောက်မှာတော့ Decadia River လမ်းမှာရှိတဲ့နဂါးကျောင်းတော်ကြီးကနေပြီးတော့သူနေထိုင်ရာဆင်းရဲသားရက်ကွက်ငယ်ကလေးအားပြန်လာခဲ့ပါတော့တယ်။ ချောင်းတယောက်ပြန်လဲရောက်ရှိလာတဲ့အခါမှာတော့သူနေထိုင်တဲ့ရက်ကွက်ငယ်ကလေးဟာအဖေနဆိုးတွေရဲ့တိုက်ခိုက်မှုကြောင့်မိလောင်ပြားချနေပြီးတရက်ကွက်လုံးပျက်စီးနေပါတော့တယ်။သူဟာသူနေထိုင်တဲ့ရက်ကွက်မြေပေါ်မှာဒူးထောက်ပြီးတော့သူဟာလမ်းလမ်းဟော်တောင်းကဲနေမဲ့သူရဲကောင်းတယောက်ဖြစ်ကိုဖြစ်လာရမယ်လို့ကျင်းဆိုခဲ့ပါတယ်။သူဟာနောက်ပြန်မလဲတော့ပဲမတရားမှုတွေဟာတိုက်ခိုက်ရန်လမ်းဟော်တောင်းဟာထွက်ခွာသွားခဲ့ပါတော့တယ်။လမ်းဟော်တောင်းမှာချောင်းဟာသူ့ရဲ့ထူးခြားပြောင်ပြောင်လာတဲ့တိုင်းပညာများကြောင့် ရန်သူများပေါများသလိုတငယ်ချင်းမိတ်ဆွေများလည်းပေါများခဲ့ပါတယ်သူရဲ့မိတ်ဆွေတွေကတယောက်ဖြစ်တဲ့လန်စလော့ဟာဆိုရင်တော့ချောင်းအားဒီစကားလေးကိုအမြဲတမ်းပြောလို့ရှိခဲ့ပါတယ်ချောင်းမင်းရဲ့အင်ကြီးကလည်းအမြဲတမ်းကိုယ်ယူကြရနဲ့ကွာနည်းနည်းပပလည်းပြကောက်ကောက်မုံမုံလေးဝတ်ဆမအောင်ဆိုတဲ့စကားပဲဖြစ်ပါတယ်ဒီလိုကြောင့်ပဲချောင်းဟာသူ့ရဲ့အင်ကြီးဒီဇိုင်းကာလာအနေထားဘာညာကို ပြင်ဆင်ခဲ့ပါတယ်နောက်ထပ်ရေးကြည့်တဲ့ချက်ကတော့ချောင်းကအခုကြည့်နေတဲ့ရောင်ရင်းတို့လိုပဲစော်မရှိပါဘူး ချောင်းဟာလမ်းအော်တောင်းကို2016ဒီဇင်ဘာလမှာတရားဝင်ရောက်ရှိလာခဲ့ပါတယ်။ဟုတ်ကဲ့ပါ။အခုပြောပြပေးခဲ့တာကတော့ကျွန်တော်တို့ဘူဘတ်တီချာတဲ့ကအားလုံးရဲ့အသေးဆွဲဟီးရိုးဖြစ်တဲ့ချောင်းရဲ့ကိုရေးရာဇဝင်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။အားလုံးပဲအခုဒီဗီဒီယိုလေးကိုခြေတက်နှစ်သက်တယ်ဆိုရင်တော့ကောမန့်လေးတွေရေးခဲ့ကြပါလက်မလေးတွေနှိပ်ခဲ့ကြပါပြီးတော့ကျွန်တော်ရဲ့ follow ရုပ် channel လေးကိုလည်း subscribe ပြုလုပ်ပေးခဲ့ကြပါဦး။ဘေးနားက notification bell လေးကိုလည်းတိတ်ခဲ့ပြီးတော့ ဗီဒီယိုအသစ်ဒီဇိုင်းပြရအောင်လို့ဖွင့်ပေးခဲ့ကြပါအောင်ဒါဆိုရင်တော့အားလုံးပဲဖိုးဝါယုတ်ဂိမ်းပင်း channel လေးကနေနှုတ်ဆက်လိုက်ပါတယ်အားလုံးပဲတာယာချမ်းမီတော့နေလေးတစ်နေ့ပတ်ဆိုင်ကြပါစေခင်ဗျာ thank you